ဒရိုက်တာညိုမင်းလွင်ကိုစကားတခွန်းကြောင့်ပြန်လည်တောင်းပန်ခဲ့တဲ့ရွှေချိုသူရိမင်းခန့်အားလုံးမင်္ဂလာပါဗမစ်နောင်ကနေကျေးဇူးလိုက်ပါတယ် သူရင်းမင်းခန့်ကဒီနှစ်ရွှေကြိုတယောက်ဖြစ်ခဲ့ပြီးဒရာမာကင်းတယောက်ဖြစ်နာမည်ကြီးခဲ့တဲ့သူပေါင်းအကယ်ဒမီပေးပွဲကပြီးသွားပြီဖြစ်ပေမဲ့လည်းသူရင်းမင်းခန့်ကတော့ခုထိပွဲဆက်တွေကမပြီးဆုံးသေးပါဘူးအကယ်ဒမီပေးပွဲမတိုင်ခင်ကတည်းကငိုခဲ့တယ်လို့ပွဲပြီးသွားတဲ့အချိန်မှလည်းဝမုံရွှေရဲ့လက်ကိုကန်ခွေးမရလို့ငိုခဲ့သေးတာပေါင်းအင်နာပြူရီဖြီတိုင်းမှာမကြခဏငိုတက်ပြီးကိုကိုကိုလီမင်ဟိုကလုံးဖြစ်လဲယူဆထားသူဖြစ်ပါတယ်။အရင်နောက်မှာလဲပွဲဆက်တွေများခဲ့တဲ့သရွေမင်းခန့်ကခုတော့ဒရိုက်တာကြီးညိုမင်းလွင်ကိုတောင်းပန်လိုက်ရပါပြီ။ ဒေါက်တာညိုမင်းလွင်ကအကယ်ဒမီရွှေကြိုးရွေးချယ်တဲ့အဖွဲ့မှာပါဝင်ခဲ့ပြီးဒီရပိုင်းမှာတော့လက်စားရည်ဆိုပြီးဆွဆွဲခံလိုက်ရပါတယ်။ရွှေကြိုးမောင်းတယောက်ကရွှေကြိုးဖြစ်ဖို့အတွက်သိန်း80ခန့်ကုန်သွားပြီးအကက်ဖြတ်တိုင်းတွေကိုကြောခဲ့ရတဲ့အကြောင်းကိုဧပြီလ3ပိုင်းမှာပြောခဲ့တာပါ။ရွှေကြိုးဖြစ်ဖို့အတွက်ကြောခဲ့ရတဲ့သူတွေထက်မှာဒေါက်တာညိုမင်းလွင်လည်းပါဝင်တယ်လို့ပြောတာကိုကြားသိလိုက်ရပါတယ်။ညိုမင်းလွင်ကအကယ်ဒမီရွှေကြိုးရွေးချယ်တဲ့အဖွဲ့မှာပါဝင်ပေမဲ့လည်းရုပ်ရှင်အစည်းအရုံးကကြွေးတဲ့ထမင်းကိုဆားတာကလွဲလို့ဘဲတစိုးလက်ဆောင်ကမှရယူခဲ့ခြင်းမရှိတဲ့အကြောင်းကိုမီဒီယာတွေကနေဖြေရှင်းလိုက် ်ပါတယ်။ရုပ်ရှင်တစ်ခါယုံတင်ရင်ပွဲတစ်ခါဖြစ်တတ်တဲ့ညိုမင်းလွင်ကဒီတစ်ခါမှာတော့ပွဲရှာတာမဟုတ်ဘဲချွေချိုဖြစ်ဖို့အတွက်ဘာလက်ဆောင်ကမှလက်ခံထားခြင်းမရှိကြောင်းသူ့ရဲ့ဒရိုက်တာအလုံးနဲ့ရင်ပြီးအမခံထားပါတယ်။ ညမင်းလွင်ထံကိုပဲဖြစ်ဖြစ်သူ့ရဲ့မန်နေဂျာထံကိုပဲဖြစ်ဖြစ်ရွှေကျိုးမောင်မယ်ရီကလက်ဆောင်တွေပေးတာရှိရင်တက်သေးနဲ့လားပြောလို့ရပြီတက်သေးခိုင်လုံရင်ရုပ်ရှင်လောကကနေပါတခါတဲ့နှုတ်ထွက်သွားပေးမယ်လို့ဆိုပါတယ်ညမင်းလွင်ကိုကတော့ဘောအတွက်အချောင်းတယောက်ထံကနေပေးလိုက်ရတယ်ဆိုရင်လေရုပ်ရှင်အစည်းအရုံးရှိမှမြန်မာစုံကြီးရှင်ဖို့အတွက်ခေါ်ထားပြီးအမားကနေအမှန်ဖြစ်မှာကိုစိုးရင်နေပါတယ်ရွှေချိုဖြစ်ဖို့ဒီလိုတွေပေးနေရတာလားဆိုပြီးအထင်မြင်နေလွဲသွားခဲ့ရင်သူ့ရဲ့ဂုံတိတ်ခါလဲထိခိုက်နိုင်တယ်လို့ရုပ်ရှင်စီယုံရဲ့ဂုံတိတ်ခါလဲထိခိုက်နိုင်တာပေါ့ဒေါက်တာညိုမင်းလွင်ကအမှန်အ င်ခံစိန်ခေါ်ထားတာကြောင့်သူရင်မင်းခန့်ကတောင်းပန်လိုက်ရပါတယ် တရမင်ခန့်ကသူ့ရဲ့မှတ်စုစင်းစာအုပ်ထဲမှာကုန်ကျစရိတ်တွေကိုရေးသားထားခဲ့တာဖြစ်ပြီးဒိုင်းလူကြီးတွေကိုလက်ထိုးတယ်လို့မဖော်ပြခဲ့ပါဘူး။တရမင်ခန့်ဟာဘယ်တော့ခါမှစကားမရှုံမရှင်းလဲမလုပ်ဘူးတော့ကြောင့်ဒီလိုဆွဆွဲရတာမဟုတ်ကြောင်းဖြေရှင်းထားပါတယ်။တရမင်ခန့်ကယင်းနေ့တဲ့မင်းကလေးတယောက်ကိုသူ့ရဲ့အတုံးစိတ်စင်းစာရွက်လေးပြလိုက်ပြီးအရင်မှတ်စုထဲမှာညိုမင်းလွင်ရဲ့နာမည်ပါဝင်နေတာကြောင့်ထင်မြင်လွဲသွားခဲ့တာပါ။တရမင်ခန့်ကညိုမင်းလွင်ကိုပစိုးနဲ့အင်ဂျီဂရော့ဘိုအတွက်ဝယ်ထားပြီးအတုံးစိတ်စင်းတွေကိုသူ့ရဲ့အမေကိုပြန်ပြရတာကြောင့်မှတ်ထားခဲ့ပါတယ်။ရွှေ ကြိုမတိုင်ခင်ကတည်းကညိုမင်းတွင်ကိုလက်ဆောင်ပေးဖို့လှုပ်ထားပေမဲ့အခုထိလည်းမပေးဖြစ်ခဲ့ပါဘူး။ဘဲရာကိုလုံးလုံးစီးရင်နဲ့တိတိကျကျလှုပ်တတ်တဲ့သူရဲမင်းခန့်ကစာရွက်နဲ့ရေးမှတ်ထားခဲ့ပြီးအရင်စာရွက်ပုံလေးကတော့ညိုမင်းတွင်ထံကိုရောက်ဖြစ်အောင်ရောက်သွားခဲ့တာပါ။သူစာရွက်ပြလိုက်တဲ့မင်းကလေးကညိုမင်းတွင်ထံကိုအရင်စာရွက်သွားပြရာကနေအထင်လွဲမှားစရာတွေဖြစ်သွားခဲ့ပါတော့တယ်။ ညွန်မင်းလွင်ကတစုံတယောက်ထံကနေလက်လာပါရထားရင်ဒရိုက်တာအလောက်ကနေတသက်သာအနားယူမယ်ဆိုတဲ့အထိပြောထားသူဖြစ်ပါတယ်။အခုတော့သူရိမင်းခန့်ကပြန်လည်တောင်းပန်တဲ့အတွက်ညွန်မင်းလွင်ကတော့တောင်းပန်တော့ကိုလက်ခံတယ်လို့ဆိုပါတယ်။အကယ်ဒမီပေးပွဲပြီးသွားတဲ့အထိပွဲတွေဇတိုက်ဖြစ်နေတဲ့သူရိမင်းခန့်ကိုပြောချင်တဲ့စကားတွေရှိရင်ခွန်မမပြပြခဲ့ပါအောင်နော်။အလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။